နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ခွေးတွေရဲ့ကြောပြန်အာနာသိမ့်မှုမှာပါဝင်ခဲ့တဲ့ မတာပေါ်သွားပြီဖြစ်တဲ့ဒုရယသမရဥမြင့်ဆွေပိုင်ဆိုင်နဲ့မန္တလေးမြို့မှာရှိတဲ့ညီွက်ကိုသူ့ရဲ့သမတ်ဖြစ်သူကရောင်းစားလိုက်တဲ့အတွက်ဖြည့်ရှင်းပေးဖို့ဥမြင့်ဆွေရဲ့မိန်းမဖြစ်သူကဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့ထုံးစေကောင်းစီထိန်းချုပ်တဲ့သတင်းစာမှာကြေညာချက်ထည့်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတာပေါ်သွားပြီဖြစ်တဲ့ဥမြင့်ဆွေပိုင်နဲ့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာရှိတဲ့အကွက်အမှတ်မ59ဥပိုင်အမှတ်31 area 3.1 3.1အကျယ်မှာရှိတဲ့ညီွက်ကို ပမတ်ဖြစ်သူကရောင်းစားလိုက်လို့ဂျင်ညာချက်မှာပါလာပါတယ်အဲ့ဒီမြေခွက်ကိုဦးနှင်းဆွေကအမွေပေးခဲ့တာလွဲပြောင်းပေးခဲ့တာမျိုးမရှိဘူးလို့လည်းဆိုထားပါဗျ။မြေခွက် Grand Tatan တိုးဖို့အတွက်ကိုယ်စားလှယ်လွဲစားပေးထားတဲ့အချိန်မှာပမတ်ဖြစ်သူဦးတာယာမြင့်ဆွေကဦးနှင်းဆွေရဲ့ဇနီးဖြစ်သူဒေါခင်တက်ထေးရဲ့ သားဖြစ်သူတို့အပါအဝင်အခြားမိသားစုဝင်တွေမသိအောင်အဲ့ဒီမျိုးခွက်ကိုရောင်းစားသွားတာလို့ကြီးညာချက်မှာထည့်သွင်းထားပါတယ်။ဒါကြောင့်ကြီးညာချက်ထုတ်ပြီးခုနှစ်ရက်အတွင်းလာရောက်ဖြစ်ရှင်းဖို့နဲ့မဖြစ်ရှင်းရင်တရားစွဲမယ်လို့ဦးမြင့်ဆွေရဲ့ဇနီးဒေါခင်တက်ထေးကတရင်းစာမှာကြီးညာချက်ထည့်လာတာပဲဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ စစ်ခွေးတက်ကတင်းမြောက်လိုက်တဲ့ဒုတိယသမ္မတ1ဦးမြင့်ဆွေဟာ2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာသမ္မတဦးဝင်းမြင့်ဖမ်းဆီးခံရပြီးတဲ့နောက်ယာယီသမ္မတအဖြစ်နဲ့နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးအာဏာသိမ်းမှုမှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာကျမ်းမာရေးခြုံရင်းလာပြီးတော့ပြီးခဲ့တဲ့ဩဂတ်စ်လအတွင်းမှာမှမတာပေါ်သွားခြင်းပဲဖြစ်ပါတယ်။အခုမြေခွက်ကိစ္စနဲ့ပတ်သက်တဲ့သမတ်ဖြစ်သူကတော့ဦးမြင့်ဆွေရဲ့သမီးဒေါ်ခေတထားဆွေရဲ့ခင်မုန်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။